Justin Bieber တချင်းကိုဖျော်ဖြေရုံတင်တာမကနမည်ကိုလည်း Justin Bieber အဖြစ်ပြောင်းလိုက်ပြီးဖြစ်တဲ့ဖြစ်ဖြစ်တွေဖြစ်ဖြစ်တွေကတော့အမြဲတမ်းတက်ကြွတဲ့ဟန်ပန်တွေနဲ့အရေးချင်းရှိတဲ့ဆယ်လီတယောက်ဖြစ်အောင်ကြိုးစားနေသူပါဆယ်လီဖြစ်လာချိန်မှာတချင်းဆိုရတဲ့အလုပ်ကိုတံမွေးဝဲကြောင်တစ်ခုလုံးချက်တီလာခဲ့တာလည်းဖြစ်ပါရည်အစိုးရဤထက်တာမှာနေဘက်ကပရိသတ်တွေပို့ကြိုက်တဲ့တွေပွဲဆိုတာနဲ့တချင်းဆိုပြဖို့ view ထွေးကိုသာငားကြတာပါဒါကြောင့်မလို့တက်တော်မှာနမည်ကြီးနေတဲ့မြန်မာတချင်းတွေကိုအစိုးရတွေစူပြနေတာပါ ဒါအပြင်မြန်မာသချင်းတွေဒီမဟုတ်ဘဲနဲ့အင်္ဂလိပ်သချင်းတွေပါဆိုတဲ့တဲ့ထိပြလာခဲ့တာပါပြပြတို့ရအင်္ဂလိပ်သချင်းတွေဆိုတဲ့နေပြီဖြစ်ကြောင်းကို Justin Bieber ရဲ့သချင်းကိုဆိုပြလာခဲ့တာပါ Justin Bieber ရဲ့ Baby သချင်းနဲ့ Rap Bike ကိုအပြည့်ပြည့်စုံပြအောင်ဆိုပြခဲ့တာပါပရိသတ်တရားလေးဟာကနေဟင်ကနေဖြစ်ခဲ့ရတာပါ Justin Bieber ထက်တောင်မှပိုကောင်းအောင်ဆိုနိုင်နေဆိုပြီးတော့တခဲနဲ့ကိုမှချီးကျူးခဲ့ကြတာဖြစ်ပါတယ်ပြပြတို့ရတော့သူက Justin Bieber ချက်လေးပိုမကောင်းတာကြောင့်မြောက်တယ်လို့မရွေးပါနဲ့ဆိုပြီးတော့ဒါမှဖြေရှင်းခဲ့ပါသေးတယ် ဒါပေမဲ့မထင်တာလောက်အောင်ကိုနေဘက်ကသူတွေအကြိုက်များသွားကြတာပါ။နေဝဲတွေဖျော်ပြဖို့ငားရင်နဲ့အရှင်လိုမြမသချင်းနဲ့သာဖျော်ပြရတာမဟုတ်တော့ပဲ။ Justin Bieber ရဲ့သချင်းနဲ့ပါဖျော်ပြနေရပါပြီ။ပြပြတို့ရအင်္ဂလိပ်သချင်းကိုစာသားရွတ်တို့ဆိုရလို့လည်းရှက်နေတာကြောက်နေတာမျိုးမရှိပါဘူး။သူနေနေရုံကြီးချက်ရှိရှိနဲ့ကိုမှဖျော်ပြနေတာပါ။ဒါပြင်နေပွဲတွေမှာ Justin Bieber ရဲ့သချင်းနဲ့ဖြောပြပေးနေပြီဆိုတဲ့အကြောင်းကိုလည်းဗီဒီယိုနဲ့သူကိုယ်တိုင်အသိပေးလာခဲ့တာဖြစ်ပါတယ်။ဒါပြင်ဗီဒီယိုတွေကသူ့ကိုယ်သူလည်းနာမည်ပြောင်းလာခဲ့တာပါ။ Justin Bieber ရဲ့တခြင်းတွေကိုဘပိုင်နေနိုင်စုံနိုင်ပြီဖြစ်တဲ့အတွက် Justin Bieber ဆိုပြီးတော့ကိုရိုင်းနာမည်ပြောင်းလာခဲ့တာပါအချို့ကလည်း Justin Phew Thwe Justin Thwe တို့ဆိုရင်ပိုလာတွေဆိုပြီးတော့နာမည်ကိုဝိုင်းဝန်းကစဉ်းစားကုနေတာပါအချို့ကလည်း Phew Thwe ဆိုတာကအင်္ဂလိပ်စကားလုံးတွေကိုတလုံးချင်းရုပ်ဖက်နေကြတဲ့တူရဲ့လို့ထောက်ပြနေကြတာပါတကယ်တမ်းသခြင်းဆိုရင်အင်္ဂလိပ်တန်ကိုတိကျမပြောဘဲအသက်နှစ်သန်းကိုတသက်ပေါင်းတဲ့နီးနဲ့ပြီးဆိုရတာမျိုးရှိပါတယ် မကောင်းမှုလို့ဝေဖန်ကြသူတွေလည်းရှိသလိုကောင်းနေဆိုပြီးတော့ချီးကျူးကြသူတွေကလည်းအများအပြားရှိနေတာပါအင်္ဂလိပ်တခြင်းကိုခုလောက်ထိစုံနိုင်နေဆိုတာနဲ့ဒီအဆင်ပြေနေပါပြီဆိုပြီးတော့အသိမဲ့ပြုပေးနေကြတဲ့သူတွေလည်းများလို့နေတာပါပြပြတွေကတခြားပွဲတွေမှာမြန်မာလိုတင်မဟုတ်ဘဲနဲ့အင်္ဂလိပ်လိုပါဖျော်ဖြေဖို့အလားအလာကများနေပါပြီနောက်တဲ့ဘေးအင်္ဂလိပ်တခြင်းတွေကိုကာဘာပြဲဆိုတာပညာရေးထုတ်ပြအောင်လို့ဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ပြပြတွေကပရိသတ်တွေရှိရနေပြတ်မသွားအောင်အမြဲတမ်းရည်ချင်းတွေကိုပြေလို့နေတာပါ ကျွန်းထိုးရင်းနဲ့လူသိများလာချိန်မှာလဲကျွန်ညာဗီဒီယိုတွေကိုစညုံးကောက်ကောက်နဲ့ဖန်ပြီးကဆိုရှယ်မီဒီယာမှာနေရာတစ်ခုရအောင်လုပ်နိုင်ကြတာပါဆယ်လီထဲမှာဆိုရင်ကျွန်ညာအများဆုံးရရတဲ့ဆယ်လီလို့တောင်မှဆိုရပါတယ်ကြပင်ပွဲတွေဖျော်ဖြေပုံငားတဲ့ချိန်မှာလဲအစောပိုင်းကိုတိုးတက်အောင်ကြိုးစားခဲ့တယ်လို့အခုဆိုရင်အင်္ဂလိပ်သချင်းတွေပါဖျော်ဖြေနိုင်တဲ့အထိအရေးကြီးရှိအောင်ကြိုးစားနေကြတာပါပရိသတ်ကြီးရော Justin Bieber ရဲ့မြန်မာမှု Justin Bieber ကိုသဘောကျလားဆိုတာပြောခဲ့ပေးပါဦးရှင် issue အပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ် နောက်နေ့တွေမှာလေးစေဝင်စားစရာအကောင်းနဲ့ဆယ်လီတဲ့နုပညာရှင်ရဲ့သတင်းတူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီနေ့ရောလောင်းနဲ့ပဲနှုတ်ဆက်ခဲ့ကြပါရစေ။အာဘိနာစင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပိုင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။